ခါတုန်းကလေသမားတဝီးမှာမြေးလေးတကောင်ရှိတဲ့မြေးလေးဆိုပေမဲ့အတက်ကတော့ကြီးလာပါပြီ။ဒီနေ့တော့ဒီမြေးအိုလေးဟာလေသမားရဲ့ခြံထဲကရေရင်းပြက်သေးကိုကျသွားပါလေရော။သူလဲကြောက်လန့်တကြားအော်တော့တာပေါ့။ပတ်ဝန်းကျင်တစ်ခုလုံးကိုစူညံကုန်တာပဲ။အဲ့ဒါနဲ့လေသမားရောအိမ်နီးနားချင်းတွေရောရေရင်းပြက်နာကိုရောက်လာကြတယ်။ဘလို့ကဲရင်ကောင်းမလဲဝိုင်းစူးစားကြတာပေါ့။မြေးအိုလေးကလည်းအော်နေသေးပဲ။ ဒါပေမဲ့နောက်ဆုံးမှာလေသမားကမကယ်တော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့သူကြီးက"အိုလဲအိုနေပြီကျဲလဲဘာမှထူးမှမဟုတ်ဘူးအပင်ပန်းခံရမှာမတန်ဘူးပေါ့"ပြီးတော့ဒီရေတွင်းချက်ကိုမြေဖို့ပြစ်ဖို့သူစိတ်ကူးရှိရလဲကြာပြီဆိုတော့အတော်ပဲအခုတခါရဲလောက်ကြရအောင်ဆိုပြီးမြေဝိုင်းပို့ကြပါတော့တယ်။ဒီလိုနဲ့ခဏကြာတော့မြေဩတန်ရက်သွားတယ်။လေသမားလည်းမြေတည်သွားပြီထင်တယ်ဆိုပြီးရေရင်းပြက်သေးကိုငုံကြည့်မှအံ့ဩသွားတော့တာပဲ။ ဘာလို့လဲဆိုတော့မြေအိုလေးကမတည်တဲ့အချင်း သူ့ပေါ်ကျလာတဲ့မြေသားမြေဆိုင်ခဲတွေကိုခါချပြီးအဲ့အပေါ်ကိုနင်းတက်လာတာကို တွေ့ရတဲ့လေဒီလိုနဲ့မြေအိုလေးဟာမြေကြီးတွေကိုနင်းတာတဆင့်ချင်းတက်လာပြီးခြေရင်းပြက်အဝတ်နားရောက်တော့ခုံထွက်ကလွတ်မြောက်သွားပါတော့တယ် ပုံရင်လေးကတော့ဒါပါပဲကျွန်တော်တို့တွေလည်းဘဝမှာမြို့ဦးလေးလိုဖြစ်ပျက်မျိုးတစ်ချိန်မဟုတ်တစ်ချိန်ကြုံတွေ့ကြရမှာပါ new line ဘဝမှာကုရာကေယာမဲ့ပြီးလောကတန်ရဲ့အထုအထောင်းအရိုက်နှက်တွေကိုချိနေအောင်ခံရချိန်တွေပေါ့ဒီအခါမှာအာမလျှော်လိုက်ပါနဲ့ဆက်လက်တိုက်ပွဲဝင်ကြမြို့ဦးလေးလိုပေါ့ တကယ်တော့အခက်ခဲတွေဆိုတာအသုံးချတတ်ရင်ပုံမြင့်တဲ့နေရာကိုတက်ဖို့အတွက်လေကားချစ်တွေပါပဲ new line ဒီပုံမြင့်လေးနဲ့ဆက်ဆက်ပြီးတော့ဖတ်ဖူးတဲ့စာသားလေးတစ်ခုကိုလည်းသတိရမိပါတယ်အဲ့ဒါပါလဲဆိုရင်တော့ if you are going through hell keep going မြေကိုဖြတ်သွားနေရတယ်ဆိုရင်မရက်လိုက်နဲ့စက်တာလျှောက်ဆိုတဲ့အဓိပ္ပာယ်ပေါ့